ဒီနေ့မှာတော့တရင်မှုကြော်ကိုကိုဝင်းကြည်တဲ့ဒီတိလိုက်တဲ့ထမင်းချက်ရဲဘော်လေးချောင်းကိုတင်ဆက်ပေးခြင်းပါလိမ့်။ဇလန်းလေးရဲ့ဆမှာဆိုရင်တော့ရဲဘော်တယောက်ဟာအခန်းတကားကနေပြီးတော့မှတည်သားပွဲတစ်စိတ်တစ်ခုကိုမြင်ပြီးတော့အထိတ်တလန့်ဖြစ်သွားတာနဲ့စတင်ထားပါတယ်။အဲဒီနောက်မှာတော့ဇလန်းလေးကဒီရဲဘော်လေးဒီပွဲတစ်စိတ်ကိုဘာကြောင့်ဒီလောက်ထိထိတ်လန့်သွားလဲဆိုတာကိုနောက်ကြောင်းကိုပြန်လည်ပြသထားပါတယ်။ဒီရဲဘော်လေးမိကတော့ရှင်းဝူဟန်ဖြစ်ပြီးတော့တရင်မှုအရေးထမင်းချက်တောင်ဝင်ကိုလှုပ်ဆောင်ရတဲ့ရဲဘော်တယ်လေးတယောက်ပါ။ တရင်မှုထမင်းစားဖို့အတွက်ပြင်ဆင်နေတော့တရင်မှုရှိတဲ့တဲ့မှာရှိနေတဲ့ဇလန်းအစကဘွဲတစိတ်ဆိုင်ဖို့ရဲ့အထိပ္ပယ်ကိုရုတ်တရက်သူ့ကိုမေးလိုက်ပါတယ်။ထမင်းချက်ရဲဘော်ကတော့တရင်မှုကိုကြောက်ကြောက်လန့်လန့်နဲ့ဖြေနေရပေမယ့်အဲ့ဒီဘွဲတစိတ်ရဲ့အထိပ္ပယ်ကိုပြည့်ပြည့်စုံစုံပဲထင်းငေါ်ခြင်းမရှိပြန်ဖြေလိုက်တော့တရင်မှုစိတ်တဲ့အတော်လေးသဘောကျသွားဟန်တူပါတယ်။ဒီရဲဘော်လေးကိုတရင်မှုကဒီဘွဲတစိတ်ရဲ့စောင်းဖို့ကိုအသက်ထက်တန်ဖိုးထားဖို့နဲ့ထမင်းချက်ရဲဘော်တယောက်ရဲ့တာဝန်ချေဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ ကနကြတော့တရင်မှုရဲ့ထမ်းမြတ်ပြီးတော့ချုံမော်လာပါတယ်အမျိုးသမီးရောက်လာပြီးတော့ညစာစတင်စားကြပါတော့တယ်ဓမင်းချက်ရဲပေါ်လေသူ့ရဲ့တရင်မှုကိုနှုတ်ဆက်ပြီးတော့သူခန်းထဲကိုဝင်သွားခဲ့ပြီးထမ်းဆောင်ရမယ့်တာဝန်တွေကိုစဉ်းစားရင်းနဲ့အိပ်ပျော်သွားခဲ့ပါတယ်နောက်နေ့မနေ့မှာတော့ရဲပေါ်လေးကအစည်းကမ်းကြီးတဲ့တရင်မှုရဲ့အိမ်မှာသူ့ရဲ့တာဝန်တွေကိုလုပ်ဖို့စတင်လိုက်ပါတယ်ဒီရဲပေါ်လေးကတော့သူ့တက်ခွဲကဆရာတွေအပေါ်ပေးထားတဲ့ဂရုတွေကြောင့်လူကြီးတွေအိမ်မှာဓမင်းချက်တာဝန်ယူပြီးတော့ကျေမွန်အောင်ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ် တရင်မှုတံမှုထားတဲ့ဆိုင်းဘုတ်ကိုမထိခိုက်အောင်အဓိကဂရုစိုက်နေရင်လည်းရဲဘော်လီကတရင်လုံးကိုဖုံးတက်မှုမကြအောင်တန်ရှင်းရေးဆလုပ်ခဲ့ပါတယ်။ဒီလိုနဲ့အိမ်ထဲနဲ့ခြံထဲမှာရှိတဲ့အမိုက်တွေကိုလုံးသွားပြတဲ့အချိန်မှာတခြားရဲဘော်တွေဟာသူ့ကိုစားနောက်နေခဲ့ကြပါတယ်။တောင်းဝင်ကြေဖို့ပဲအာယုစိုက်တဲ့ဒီရဲဘော်လီကတော့သူ့လိုစားနောက်တာကိုလည်းဂရုမစိုက်ပဲနဲ့လစ်လူရှူထားခဲ့ပါတယ်။ဒီလိုနဲ့အစည်းကမ်းကြီးလုံးနဲ့တရင်မှုကမှန်ဘလူးတစ်လက်နဲ့သူ့ကိုအစာဆုံးစောင့်ကြည့်နေခဲ့ပါတယ်။ ရဲဘော်တွေကိုစောင့်ကြည့်နေရင်လည်းအချောင်းခိုးတဲ့ရဲဘော်တွေကိုတိတ်သွားတာကြောင့်ဒီလိုအချောင်းကိုမှုအတွက်ဒီကောင်တွေကိုပြစ်ဒဏ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ခဏကြာတော့အချောင်းကိုနေလို့အပြစ်ပေးခံရတော့မယ့်ရဲဘော်တွေဟာတက်ရဲအစည်းကမ်းထိန်းနဲ့လိုက်ပါသွားခဲ့ရပါပြီ။ဒီຢာကိုတော့ထမင်းချက်ရဲဘော်လေးလည်းအနောက်ကနေဘလို့အပြစ်ပေးတာလဲဆိုတာကိုတိတ်တဆိတ်ဆက်စုကြည့်ခဲ့ပါတယ်။တရင်မှုဟာစည်းကမ်းကြည့်တဲ့ပြင်မှာအပြစ်ဒဏ်လဲရှော့ပေါ်မပေးတတ်တဲ့လူဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ပါတယ်။ ဒီနေရာမှာတော့တယင်းမှုတယောက်တင်မဟုတ်ဘဲနဲ့တယင်းမှုကတော့ကလည်းဒီထမင်းချက်ရဲပေါ်လေးကိုသေချာစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့တရက်မှာတော့တယင်းမှုဟာတက်စစ်သွားဖို့အတွက်တောင်းဝင်ကြလာပါတယ်။တက်စစ်တာကလည်းတလကြမှာဆိုတော့မိမဖြစ်သူကိုလိမ့်လိမ့်မာမာနေဖို့အတွက်မှာကြနေခဲ့ပါတယ်။ထမင်းချက်ရဲပေါ်လေးကိုလည်းအိမ်ကိုအသေးချာစောင့်ရှောက်ဖို့မှာပြီးတော့တက်စစ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။ယောက်ျားမရှိတော့တယင်းမှုကတော့တယောက်အလုံးလုံးနေတဲ့ရဲပေါ်လေးနာကိုရောက်လာခဲ့ပါတယ်။ ။တရင်မှုကတော့ကတော့ဘာမပြောညာမပြောနဲ့ဘွဲတစိတ်ဆိုင်ဖို့ကိုယူပြီးတော့ကျမ်းပြင်ပေါ်ပြစ်ချလိုက်ပါတယ်။စိုးရင်တကြီးဖြစ်သွားတဲ့ရဲဘော်လေးကတော့ဆိုင်းဖို့နာကိုအလင်းမြန်ပြေးသွားပြီးတော့ကောက်မဲ့လုံတော့တရင်မှုကတော့ကဘွဲဆိုင်ဖို့ကိုဥအောင်ကောက်ယူလိုက်ပါတယ်။တရင်မှုကတော့ကရဲဘော်လေးကိုဒီဘွဲတစိတ်ကနဖို့နေရာမှမရှိဘူးဆိုရင်မင်းကိုငါကခိုင်းစရာရှိတယ်လို့မှားလိုက်ပြီးတော့တမင်းစပွဲကနေအပေါ်တက်သွားခဲ့ပါတယ်။တရင်မှုကတော့ရဲပြောစကားအတိုင်းအတိအကျလိုက်နာရမယ်လို့အသိရှိနေတဲ့ရဲဘော်လေးကတော့သူ့အလုပ်ကိုသူဆက်လုပ်နေလိုက်ပါတယ်။ အလုပ်တွေအားလုံးပြီးလို့အိမ်ထဲဝင်လိုက်တဲ့အခါမှာတော့ပွဲဆိုင်ဖို့ကငကိုနေရာမှာမရှိတော့ဘဲနဲ့လီကလက်တန်းပေါင်ပေါ်တင်ထားတာတွေးလိုက်ရပါတယ်။အဲ့ဒါနဲ့သူလည်းတရင်မှုကတော့မှားထားတာသတိရပြီးတော့အပေါ်တက်ကိုတက်သွားခဲ့ပါတယ်။အပေါ်တက်ကိုတက်ရင်းနဲ့တရင်မှုမှားထားတဲ့စီကန်းချက်တွေကခေါင်းထဲကိုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဒါကတော့အပေါ်ကိုမတက်ရသူတို့အခန်းထဲမဝင်ရဆိုတဲ့စီကန်းတွေကြောင့်ဖြစ်ပြီးတော့ရဲဘော်လီကခြေတုံချတုံဖြစ်နေခဲ့ပါတယ်။ ရဲဘော်လေးကအခန်းထဲဝင်ရင်ကောင်းမလားပြန်လှည့်ရမလားဖြစ်နေတော့တရင်မှုကတော့ကအခန်းထဲဝင်ဖို့လှန့်ခေါ်လိုက်တော့မှသူလည်းစိတ်အတော်လေးတက်တာရရသွားခဲ့ပါလေအခန်းထဲရောက်တော့တိန်လို့မောင်မဲနေခဲ့ပြီးတော့မီးပြက်နေလို့သူ့ကိုမီးချိုးပြင်ခိုင်းလိုက်ပါလေမီးချိုးပြင်လို့ပြီးသွားတော့မီးလင်းရောင်လည်းပြန်ရလာတဲ့အချိန်မှာဒီရဲဘော်လေးမြင်လိုက်ရတဲ့မြင်ကွင်းဟာအတော်လေးကိုစိတ်အယမ်းလှူရှားသွားရပါလေအကြောင်းကတော့သူမြင်လိုက်တဲ့မြင်ကွင်းကတရင်မှုကတော့ရဲ့အပေါ်ပိုင်းမမြင်သေးတဲ့နေရာတွေနဲ့ဖြစ်နေလို့ပါ ဂျိုဒါလုံးရဲ့ရဲဘော်လေးကတော့အသေးစိတ်တွေပြန်လဲစူးစီးလိုက်ပြီးတော့အခန်းထဲကနေထွက်ဖို့ကိုပဲစူးစမ်းခဲ့ပါတယ်။အဲဒီနောက်တော့တယင်းမှုကတော့ကိုလည်းတက်ခွဲမှကြံခဲ့တဲ့သူ့ရဲ့မိန်းမနဲ့ကလေးကိုသာတန်ဖိုးထားပြီးတော့တဘောအလုံးစောက်ရှောက်သွားမယ်အကြောင်းပြောပြလိုက်ပါတယ်။တယင်းမှုကတော့ကလည်းစိတ်တို့သွားပြီးတော့နောက်တစ်ခါလဲဆိုင်းဖို့ဟာသူ့နေရာမှာမရှိရင်ငါခေါ်တယ်ဆိုတာသိထားပါလို့ပြောပြီးတော့အခန်းထဲထွက်သွားခိုင်းလိုက်ပါတယ်။ရဲဘော်လေးကတော့ဆန္ဒကိုအသေးစိတ်နဲ့ထိန်းချုပ်လိုက်ပြီးတော့အခန်းထဲကနေအလင်းအမြန်ပဲထွက်လာခဲ့ပါတယ်။ နောက်တရက်မှလည်းရဲဘော်လီကအလုပ်တွေလုပ်ပြီးတော့အခန်းစီကိုပြန်လာခဲ့တော့ပွဲဆိုင်ပုဂ္ဂိုလ်သူ့နေရာမှာသူတွေ့လိုက်ရပါတယ်တရင်မှုကတော့ကတော့ခိုင်းစရာမရှိဘူးအထင်နဲ့အပြင်ထွက်မလို့လို့တော့ညာဤဝိစုံနဲ့တရင်မှုကတော့ကိုတွေးလိုက်ရတော့အရန်ကိုထိတ်လန့်သွားခဲ့ရပါတယ်။ကြောက်လန့်နေတဲ့ရဲဘော်လေးကိုတရင်မှုကတော့ကသူ့အခန်းစီလာဖို့ဘာကြောင့်နောက်ကျနေတာလဲလို့မစီမဆိုင်မေးလိုက်ပါတယ်။ရဲဘော်လေးကတော့အလုပ်တွေမှာအားရကြောင့်နောက်ကျနေတာပါလို့ပြန်ပြေးလိုက်ပြီးတော့ဇာကမဆုံးခင်မှာပဲအပေါ်ကိုမြန်မြန်လာဖို့ပြောရင်းနဲ့အခန်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်းအပေါ်ကိုမတက်လာခင်မှာရေချိုးခဲ့ဖို့ပါပြောလိုက်တော့ရဲဘော်လေးလည်းဘူးမတိပါမတိနဲ့ရေပြေချိုးတန်းစင်ပြီးတော့သူမခန်းစီသွားခဲ့ပါတယ်။အခန်းထဲရောက်တော့ထုံးစံအတိုင်းပဲရဲဘော်လေးကိုတီးဖို့အတွက်အစဉ်သင်းဖြစ်နေခဲ့ပေမဲ့ကြောင်းလန့်နေတဲ့ရဲဘော်လေးကတော့အကြောင်းပြချက်မျိုးစုံပြောပြီးတော့ရှောင်းထွက်ဖို့ကြိုးစားခဲ့ပါတယ်။အခန်းထဲကထွက်လာတဲ့ရဲဘော်လေးကတော့တရင်မှုကတော့ကိုအတော်လေးစိတ်ဖြတ်သွားခဲ့တာတော့အမှန်ပါပဲ။ တည်ရင်မှုကတော့ကတော့သူ့ဆန္ဒကိုမဖြည့်ဆည်းပေးတဲ့ရဲဘော်တွေကိုမရရအောင်တီးဖို့အတွက်ဒီရဲဘော်ကတာဝန်မကျေဘူးဆိုပြီးတော့တက်ထိစီဖုံးဆက်လိုက်ပြီးတော့တကွက်ပြလိုက်ပါတယ်ဒီလိုရဲ့ကြောင့်ပဲရဲဘော်လေးကအတော်လေးစိတ်ညစ်နေရပြီးတော့တညာလုံးသူ့ဘော်ရဲ့အကြောင်းတွေကိုစဉ်းစားနေခဲ့ပါတယ်တကယ်လို့တက်ခွဲကိုသာပြန်ရရင်တော့အတိထပ်ပြန်ပန်းပြီးတော့ရှည်တဲ့ထွက်နိုင်ခြင်းများလာကြောင်းမတက်တာတဲ့အဆိုမှာတည်ရင်မှုကတော့ပြုသမျှကိုနှုတ်ဖို့အတွက်ပဲအဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီလိုနဲ့မနေ့ရောက်တော့တည်ရင်မှုကတော့စီကိုသွားပြီးတော့တည်ရင်မှုကတော့ကိုတောင်းပန်လိုက်ပြီး ဒီနေရာကနေရှည်တန်းကိုပြန်မပို့ဖို့အတွက်အနှူးညွတ်တောင်းပန်ခဲ့ပါတယ်။အကွက်ထဲကိုရောက်လာခဲ့လို့ခြေနဲ့နေတဲ့တရင်မှုကတော်ကတော့မင်းတော်ဝင်ကိုခြေအောင်တန်းဆောင်မယ်ဆိုတဲ့ကတိတိုင်ငါခိုင်းသမျှလုပ်ရမယ်လို့ဆိုလိုက်ပါတယ်။ရဲဘော်လေးကတော့အကြောင်းကြောင့်လန်လန်နဲ့တရင်မှုကတော်ခိုင်းသမျှအကုန်လုပ်မယ်လို့ကတိပေးနေတဲ့အချိန်ရဲဘော်လေးကိုဗလာချင်းနဲ့လေးချင်းရေကွင်းသုံးဘက်ပြေးဖို့အတွက်အမိန်ပေးလိုက်ပါတယ်။ကြောင်းလန်နေတဲ့ရဲဘော်လေးကတော့ချက်ချင်းဆိုသလိုပဲသူခိုင်းတဲ့အတိုင်းပြင်ဆင်လိုက်ပြီးတော့လေးချင်းရေကွင်းနဲ့ကိုဆင်းဖို့ပြင်လိုက်တဲ့အချိန်မှာတရင်မှုကတော်ကတော့အစမတော်ဝါမတဲသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။ ဗလာချင်းဖြစ်နေတဲ့ရဲဘော်လေးကိုတော့တရင်မှုကတော့ကအရန်တော်တယ်လို့ချီးကျူးလိုက်ပြီးတော့လေးချင်းရဲ့ကွင်းထဲမှာသွားပေးနေဒီနေရာမှာပဲနေရမယ်လို့ဆိုလိုက်ပါတယ်။တရင်မှုကတော့ရဲ့လူလားချက်ကိုသိနေတဲ့ကိုရွှေရဲဘော်ကတော့လေထုံမင်္ဂလာဝဲချင်းပါလိုက်ရင်လည်းလက်ပြေကိုရောက်ကုန်ကြပါတယ်။သူလိုချင်တာရသွားတဲ့တရင်မှုကတော့ကတော့ရဲဘော်လေးကိုတယောက်တည်းနေချင်တယ်လို့ပြောပြီးတော့ပြန်ခိုင်းလိုက်ပါတယ်။ဒီရဲဘော်လေးကတော့ခန်းထဲထွက်ခန်းဒီတရင်မှုကတော့ပြုတ်ချသွားတဲ့ကျဲသီးတလုံးကိုကောက်ယူပြီးတော့ထွက်သွားခဲ့ပါတယ်။အပြင်လမ်းမှာတော့တရင်မှုကတော်နဲ့တိန်နဲ့နေရဆိုပြီးတော့တခြားရဲဘော်တွေရဲ့ကြီးသက်သက်စားလိုက်တဲ့အတွက်ကြောင့် အနာဘောဒုကြသွားတဲ့ဒီရဲဘော်ကိုလက်သေးနဲ့ထိုးပြီးတော့ထွက်သွားခဲ့ပါတယ်။ညာဘက်ရောက်တဲ့အခါမှာတော့အထိုးခံလာရတဲ့ရဲဘော်လေးကမကျေနပ်ဘဲနဲ့သူ့တဲ့ငယ်ချင်းတွေနဲ့ပြန်လာခဲ့ပြီးတော့တမင်းချက်တဲ့ရဲဘော်လေးကိုဝိုင်းအနိုင်ကျင်းကြပါတော့တယ်။တခြားလူတွေရဲ့နိုင်ကျင်းမှုတွေနဲ့တရင်မှုကတော့မဟုတ်တရုတ်ခိုင်းမှုတွေကြောင့်စိတ်တူနေတဲ့ရဲဘော်လေးကလည်းမင်းရဲ့ရောက်တော့တရင်မှုကတော်စီသွားပြီးတော့သူမကိုလည်းမထွန်ပေးနိုင်တဲ့ကြောင်ပြောလိုက်ပါတယ်။လိုက်ကနောက်ကနေတနက်တလက်ကိုခြင်ထားတဲ့တရင်မှုကတော်ကတော့ဒီကရဲဘော်တွေနဲ့ငါနဲ့ဘသူကိုပိုကြောက်လဲဆိုပြီးတော့မေးလိုက်ပါတယ်။ နောက်ခါတွေကျရင်ငါ့ကိုမမလို့ခေါ်ဖို့ပါအမိတ်ထက်ပေးလိုက်ပါတယ်။ဒီကရဲဘော်တွေထက်တရင်မှုကတော်ကိုပိုကြောက်ရတဲ့ရဲဘော်လေးကတော့သူမကိုမမလို့ခေါ်ရင်နှစ်ယောက်သားလေထွန်းမင်္ဂလာပွဲထက်မှကျင်းပကြပါတယ်။ဒီအချိန်မှာသူမယောက်ျားနဲ့တုန်းကမရခဲ့တဲ့အလိုဆန္ဒတွေကြားလိုက်တော့ဒီရဲဘော်လေးကိုမစွန့်ခွာနိုင်အောင်ဖြစ်နေတော့တာတော့အမှန်ပါပဲ။တရင်မှုကတော်တီးလိုက်တဲ့ပင်ပန်းပြီးတော့အိပ်ပျော်သွားတဲ့ရဲဘော်လေးတစ်ယောက်ကတော့တရင်မှုအိမ်အလင်းမြန်ပဲပြေးသွားခဲ့ပါတယ်။အေကန်းထဲမှာတော့တရင်မှုကတော့ထိုင်နေတာမြင်တွေ့လိုက်ရပြီးတော့သူ့ကိုလည်းဘေးနားလာထိုင်ဖို့အမိန့်ပေးလိုက်ပါနေ ဒီလိုနဲ့နေရောင်သားစကားတွေပြန်လဲပြောကြရင်လည်းတရင်မှုကတော့ကတက်ပြင်မထွက်ဘူးတဲ့ကြောင့်ទីလိုက်တော့အပြင်ကိုမရမကခေါ်ထုတ်ပေးဖို့အတွက်ဖြစ်လာခဲ့ပါတယ်ဒီတသားလေးကြောင့်တက်ပြင်ကိုရောက်လာတဲ့တရင်မှုကတော့ကတော့အပြင်ကသားရလှပတဲ့ရှုခင်းတွေကိုကြည့်ပြီးတော့ပျော်ရွှင်နေခဲ့ရပါတယ်ဒီညမှာတော့ရဲဘော်လေးကအိမ်မက်ထင်းမှာတရင်မှုကတော့ကိုတရင်မှုကတနက်နဲ့ပြစ်လိုက်တယ်လို့အိမ်မက်ဆိုမှတ်ပြီးနိုးလာတဲ့အချိန်မှာတော့ချက်ချင်းဆိုသလိုတရင်မှုကတော့စီကိုပြေးသွားခဲ့ပါတယ် သူမကရန်ကယူဆိုင်စိတ်ပူပေးတဲ့ဒီရဲဘော်လေးကိုတော့တရင်မှုကတော့ကိုယ်တိုင်အရသာရှိတဲ့စားသောက်တွေကိုချက်ပြုတ်ကျွေးခဲ့ပါသေးတယ်။အကောင်းဆုံးတွေပဲပေးကျင်နေတဲ့တရင်မှုကတော့တန်ဖိုးကြီးလာတဲ့ဂျင်စင်းအရက်ကိုတိုင်ရင်နဲ့သူမနဲ့တရင်မှုကြီးအကြောင်းကိုရင်ဖွင့်ပြောပြတဲ့အထိဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာရိုးရဲဆိုသလိုပဲတရက်တောင်ဝင်မှုရောက်လာခဲ့ပြီးတော့တရင်မှုစီကနေဖုံးဝင်လာကြောင်းလာပြောတဲ့အခါမှာတရင်မှုကတော့ထမင်းချက်ရဲဘော်လေးတို့ဖောက်ပြန်နေတာကိုမြန်ဝါထင်ထင်မြင်တွေ့လိုက်ရပါတယ်။ နောက်ရက်မှာတော့ဓမိချက်ရဲဘော်လေးကတရင်မှုအိမ်အတွက်တက်ပြင်ထွက်ဈေးဝယ်ထွက်တဲ့အခါမှာလူတွေကဆန္ဒပြနေတာကိုမြင်တွေ့နေရပါတယ်။ဒါကလည်းစစ်ပွဲကာလဖြစ်နေပြီးတော့အမေရိကန်ထိုးစစ်စစ်တပ်တွေအတွက်ဆန္ဒပြနေတဲ့အချိန်လည်းဖြစ်ပါတယ်။တရင်မှုအိမ်အပေါက်နာရောက်တဲ့အချိန်မှာတော့အရင်ရက်တွေလိုမဟုတ်တော့ပဲနဲ့ဂိမ်းဆောင်ရဲဘော်ဟာရဲဘော်အသေးဖြစ်နေတာကိုသတိထားမိလိုက်ပါတယ်။ဒီလိုလှုပ်လိုက်တာကလည်းတရင်မှုကရော်နယ်ဖောက်ပြန်နေတာကိုတခြားလူတွေရိမ့်မိကုန်မှာဆိုလို့လူချင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီကိရဲ့ရဲဘော်လေးကတော့ဓမိကျဲရဲဘော်လေးထန်ခဲ့တဲ့ဂျူနီယာဆိုတော့သူ့ကိုတရီတစားနှုတ်ဆက်နေတော့သဘောကျသွားခဲ့ပါတယ်။အဲဒီနောက်တော့ဒီကိဆောင်ရဲဘော်လေးကိုပါလာတဲ့ထင်းကျူးစစ်ကိုပေးပြီးတော့အိမ်ထဲကိုစီနီယာစတိုင်နဲ့ဝင်သွားလိုက်ပါတယ်။အထဲရောက်တော့တရင်မှုကတော်ကသူ့ဝယ်ခိုင်းတဲ့ပစ္စည်းတွေကိုရဲဘော်ကိုပေးနေတာကိုမှန်ဘလူးနဲ့ကြည့်ပြီးတော့မြင်လိုက်တဲ့အတွက်ဒေါသထွက်သွားခဲ့ပါတယ်။ဒီအချိန်မှာတော့ဓမိစားရဲဘော်လေးကိုစိတ်တူတူနဲ့ဒီကနေထွက်သွားဖို့မောင်းထုတ်နေခဲ့ပေမဲ့တရင်မှုကတော်ရဲ့အညာကိုသိနေတဲ့ တမင်းချက်ရဲဘော်လေးကတော့အိတ်ခမ်းထဲထိလိုက်သွားခဲ့ပြီးတရင်မှုကတော်ကိုထပ်မံတီးထုတ်ပလိုက်ပါတယ်။စိတ်ဆိုးမပြေသေးတဲ့တရင်မှုကတော်ကိုချောတဲ့အနေနဲ့သုံးရက်ဆက်တိုင်းထပ်မံတီးထုတ်ပလိုက်ပြန်ပါတယ်။ဒီတော့မှနှစ်ယောက်သားပြန်လဲအစဉ်ပြေလာခဲ့ပြီးတော့အဲ့ဒီညမှာပဲတရင်မှုကတော်ကတမင်းချက်ရဲဘော်လေးကိုချစ်ချောင်းတက်တည်ပြဖို့အတွက်သူ့အိမ်မှာရှိတဲ့တံခိုးရှိတဲ့တရင်မှုပစ္စည်းတွေကိုဖျက်ဆီးပြီးတော့ပါတက်တည်ပြတဲ့ဒီဖြစ်လာခဲ့ပါတယ်။နှစ်ယောက်သားစိတ်တန်းကြအိမ်ထဲမှာရှိတဲ့တရင်မှုရဲ့တံခိုးထားသမျှအရာအလုံးကိုတယောက်တည်းလဲဖျက်ဆီးနေကြရင်လည်း သူမဟာနိုင်ငံရေးတချို့ဖြစ်ကြောင်းကိုရုတ်တရက်နှုတ်ကနေပြောလိုက်မိပါတယ်။ဒါပေမဲ့လည်းတရင်မှုကတော်ကိုဆွဲလန်းနေပြီဖြစ်တဲ့ရဲဘော်လေးကတော့ဒီကိစ္စကိုလှုပ်ဝက်ထားပြီးဖို့အထီတော်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ချစ်တွေ့ဆန်းလာခဲ့ပြီးတရင်မှုပြန်လာတော့မယ့်ရက်ကလည်းနီးကပ်လာခဲ့ပါတယ်။သူတို့ရဲ့ဖောက်ပြန်နာတွေကိုအတိကုန်မှစိုးရိမ်နေတဲ့အတွက်ကြောင့်ဓမင်းချက်ရဲဘော်လေးကိုနားရရှိခွင့်ယူပြီးတော့ခဏရွာကိုပြန်ခိုင်းလိုက်ပါတယ်။မိမားနဲ့ကလေးရှိတဲ့ရွာကိုခွင့်ရနဲ့ပြန်ရောက်လာတဲ့ဓမင်းချက်လေးကတော့ မမကိုမတွေ့ရမနေနိုင်တဲ့အထိဖြစ်လာပြီးတော့တရင်မှုကတော်ကိုသာအချိန်တိုင်းသတိရနေခဲ့ပါတယ်။ကွင်းရပြေးလို့မိခင်တက်ကိုပြန်လာတဲ့အခါမှာတော့တက်တွင်းတစ်ခုလုံးကဖယိုဖယဲနဲ့ပြောင်းလဲနေကြကိုရုတ်တရက်တွေ့လိုက်ရပါတယ်။ဒီနေရာမှာတော့ဓမင်းချက်ကျဲပေါ်လေးကိုတရင်မှုအိမ်နာမလာဘဲသတိပေးထားတာကိုလည်းတွေ့လိုက်ရတော့သူ့အတွက်အတော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူ့အတွက်သတင်းကောင်းတစ်ခုကတော့ကြိုးစိုးနေခဲ့ပါတယ်။ဒါကတော့သူ့အနာကိုတက်တောင်ဝင်ကြဆရာကြီးရောက်လာပြီးတော့ဝမ်းသာအာရနဲ့ပြောလိုက်ပါတယ်။မင်းမျိုးတော်ကစက်ယုံမန်နေဂျာယာတို့တိုးသွားပြီး သူ့အတွက်ကတော့ယုဒိယဆိုတော့အံဩနေခဲ့ပေမဲ့မမကိုသာတွေးကျင်နေတဲ့စိတ်ကလုံးဝဖြောင့်မယားဖြစ်နေခဲ့ပါတယ်။ယာရုပြောင်းသွားတယ်ဆိုတာကလည်းတယင်းမှုကတော်ရဲ့အဓိကထောက်ခံချက်ကြောင့်နေရာကောင်းချလိုက်တာဖြစ်ပါတယ်။ပြောင်းလဲတောင်းဝင်ထန်းဆောင်ရတော့မှဆိုတော့ဒီတဲမှာရှိတဲ့ရဲဘော်ရဲဘက်အလုံးကိုနှုတ်ဆက်ပြီးတော့မြို့တော်ကိုသွားဖို့အတွက်ထွက်လာတော့တယင်းမှုအင်ရှိလည်းရောက်လာခဲ့ပါတယ်။ဘဝအတွက်လုံးဝမမေ့နိုင်သေးတဲ့တယင်းမှုကတော်ကိုတွေးကျင်လို့နှုတ်ဆက်ခွင့်တောင်းလိုက်ပါတယ်။ဒီနေရာမှာတော့တယင်းမှုကရော်နဲ့ရဲဘော်လေးတို့ကိုဖောက်ပြန်တဲ့အကြောင်းကိုသိထားတဲ့တရရဲ့နှိပြကြီးက ဘာပြဿနာမှမဖြစ်စေဖို့အတွက်နှုတ်ဆက်ပြီးရတဲ့ချက်ချင်းထွက်လာခဲ့ဖို့ကိုတည်တည်ချာချာမှာလိုက်ပါတယ်အဲ့ဒါနဲ့ရဲဘော်လေးလည်းတရင်မှုကတော်ကိုထင်းကျူးစင်းနဲ့ပထမအဦးဆုံးတီးဖြစ်ချတော့ငါကျဲသီးလေးကိုလက်ဆောင်ပြေပေးပြီးနှုတ်ဆက်လိုက်ပါတယ်ဒီနေရာမှာတော့သူ့အတွက်ဝမ်းနည်းစရာသတင်းတစ်ခုသိလိုက်ရပါတယ်ဒါကတော့တရင်မှုကတော်စီမှာသူနဲ့ရတဲ့ကိုငွေရှိနေတာကြောင့်ပါအလုံးနဲ့အခြေအနေရဝမ်းနဲ့ဝမ်းသာဖြစ်နေရပြီးတော့မြင်သာမြင်ရမကျင်ရတော့တဲ့တရင်မှုကတော့ကိုအပီးနှုတ်ဆက်ပြီးတော့ဒီနေရာကနေထွက်လာခဲ့ပါတယ် ဒီလိုနဲ့ရက်တွေလားတွေနှစ်တွေလေးလေးပြောင်းပြီးရဲဘော်လေးကလည်းဆက်ယုံမှုကနေညွှန်ကြားရေးမှုတွေဖြစ်လာခဲ့ပါတယ်။အဲဒီချိန်ထိတရင်မှုကတော်ကိုမမေ့နိုင်သေးတော့သူမကိုနောက်တစ်ချိန်ဆုံတွေ့ဖို့တွားခဲ့ပါသေးတယ်။တရင်မှုကတော်ကိုခဏဖြစ်ဖြစ်တွေးကြည့်ပေမဲ့ဟွာကတော့လုံးဝထွက်မတွေ့တာကြောင့်ကြည်ကွဲစွာပြန်လာခဲ့ရင်းနဲ့ဇလန်းလေးလည်းဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။